ကမ္ဘာနိုင်ငံတည်တည်မှာတော့ကင်မရာကနေထူးခြားစံချက်အရာတွေကိုရိုက်ကွန်းမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ကမ္ဘာပေါ်မှာတော့လောဘကိုထိမှတ်မှတ်ကြတဲ့မယုံကြည်နိုင်စရာကောင်းတဲ့အရာတွေအများကြီးရှိနေပါတယ်။ကဲဒီနေ့ဗီဒီယိုထဲမှာတော့ကင်မရာကနေရိုက်ကွန်းမှတ်တမ်းတင်ထားနိုင်ခဲ့တဲ့များထူးခြားစံပြတဲ့ဖြစ်ရပ်တွေမယုံကြည်နိုင်စရာကောင်းတဲ့တတဝါဇန်တွေရဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျေးဇူးဝင်စားရည်ဆိုရင်တော့ကျမနဲ့အတူရိုလီကိုအဆုံးချီကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါရရှင်။ ကလေးစန့်တဲ့ Let Joy Hurry Roadie အခုမြန်တွေ့နေရတဲ့ view file တကူမှာတော့ကောင်းကင်ရံမှာအမျိုးမီမတည်တဲ့နေရာတကူကိုတွေ့မြင်မှာဖြစ်ပါတယ်။အဲဒီဟာကတော့ကောင်းကင်ပေါ်မှာလွင့်မြောနေပြီးလျှက်စီစီကြောင်းတွေလည်းဖြစ်ပေါ်သွားတာပါ။အခုလိုဖြစ်ပျက်ကတော့အင်္ဂလန်မှာရှိတဲ့ Valerian ရဲ့တောအကအခြေဆိုင်စကန်တကူနေမှာအမီယာရိုက်ကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါကတော့ပြောရရင် you flow လိုပါပဲ။ကောင်းကင်ရမှာမျောလင့်နေတဲ့ဒီအရာကဒေတာခန်တယောက်ကရိုက်ကွန်းမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီအရာကအစာပိုင်းမှာနေငယ်လှူရှားနေပြီးတော့မကြမီမှာပဲသူ့ရဲ့အောက်ပိုင်းကနေတောက်ပါတဲ့အလင်းရောင်တွေကဖျားချသွားခဲ့ပါတယ်။ဒါတော့တခုခုကိုပြစ်ခတ်လိုက်တာလားဆိုတာမသိပါဘူး။ဒါတော့အတမန်ဖြစ်လို့ဖြစ်စင်မဟုတ်ပါဘူး။ဒီ view file နဲ့ပတ်သက်ပြီးလူတတော်များများတော့ဒါလိုပဲစံကျရဲ့ you flow တွေလိုအရာတွေနဲ့ဆက်ဆက်နေမယ်လို့ဆိုပါရီ။ တချို့ကလည်းတဟာထီအောင်ချင်မှလုတ်ကြံဖန်တီးထားတဲ့ video file တခုလို့ဆိုပါရယ်အခုမြင်တွေ့နေရတဲ့ video file တခုမှာတော့တနာယူလာရေတုမတကံကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲဒီတုမကိုပြ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 ပဲရိုက်ကူမှတ်တမ်းတင်တာနိုင်ခဲ့ပါတယ်ကြတော့ Eva Galette တင်္ဃာတဲ့သူကနေရိုက်ကူမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်တော်ရအစူပါရေတူမကိုငါမြရဲ့တွေ့ခဲ့ရပါ ဟောင်းနန်းကြီးရဲ့တရားပြတ်တစ်ခုပေါ်မှာရေသူမတကောင်ကတင်နေပြီးသူကတော့နဗီယာလက်နှဖက်နဲ့အာပြုံရင်ရေဒီကိုဆင်လို့ကြိုးစားနေရပါဒီ view file ကတော့တကယ်ပဲအစစ်မှန်ဟုတ်မဟုတ်စရာမသိသေးပါဘူး။တချို့သူတွေကတော့အစစ်မှန်လို့ထင်ချေပြီးကြပါရယ်။အခု video file တင်မှမြတ်တွေ့နေရတာကတကယ်ပဲဒီမှာဆက်လောက်မိတ်ဆွေတို့ကရောဘလို့ထင်ကြလဲ။ Lower Rocket တို့ ရင်ငုတ်ဖွဲကတော့အပျော်တဲရင်ငုတ်ဖွဲဖြစ်ကြပါရယ်။ဒီနေ့မှာတော့သူတို့ကရေသူမဒီကောင်ကိုမချစ်မချပဲရိုက်ကွမှတ်တမ်းတင်နိုင်ခဲ့ပါရယ်။တရက်မှာတော့လိုဝဲရချဲတို့အဖွဲဟာမက်ဆီကိုက Sinot Cape in Cancun တခုရဲ့အောက်ခြေကိုရင်ငုတ်ခဲ့ကြပါရယ်။သူတို့ကရင်နယ်ပိုင်းထိကိုဆင်းခဲ့ကြပါရယ်။သူတို့ဘက်ကတိတ်မချမြင်ပါပဲခက်လန်းတနည်းအနေကုကတ်နေရဲ့ရေသူမဒီကောင်ကိုမှတ်တမ်းတင်ရိုက်ကွထားနိုင်ခဲ့ပါရယ်။ လူဝင်ရခဲ့တို့ဘက်ကယေသူမကိုပြ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 ပဲမြင်တွေ့ခဲ့တာဖြစ်ပြီးသူတို့အားလုံးကိုအံ့ဩမြင်တတ်စေခဲ့ပါတယ်။သူတို့မြင်တွေ့လိုက်ရတဲ့ယေသူမက နောက်စကန့်အနည်းငယ်အကြာမှာပဲထပ်ပြီးတော့ကုခတ်တော်ရကုန်မြင်တွေ့ခဲ့ရပါတယ်။လူဝေးရချေရတော့တဟာမယုံကျင့်နေစရာပဲတကယ်ကိုအံ့အားတင်စရာကောင်းတယ်လို့ဆိုပါရယ်အဆူပါဗီဒီယိုဖိုင်ကတော့အစစ်မှန်ဖြစ်မယ်လို့အားလုံးကအထင်ကြီးပေးနေကြပါရယ် ကဲမေးစီတို့ကရောဘယ်လိုချင်းကြလဲတကယ်ပဲဒီမှာအစ်ဖြစ်နေမလားအခုမြန်တွေ့နေရတဲ့ဗီဒီယိုဖိုင်ကတော့အထူးကြပါရယ်လတော်၁၂ခုနဲ့ဒီဇင်ဘာလလောက်ကဘရရှိရေကသာရှိအလုတမားတွေကရေထဲမှာကုကန်ရဲ့ယူသမတကောင်ကိုဘေဘီပြင်းပင်မြင်တွေ့ခဲ့တာဖြစ်ပါတယ် ဒရိုအလန်ကမြင်တွေ့လိုက်ရအချိန်မှာပဲရေသူမကအပေါ်ကိုရုတ်ချေစသလိုထပ်ပေါ်လာပြီးရေတဲကိုချက်ချင်းပဲငုံရှိုးပြောက်ခွဲသွားကြတာဖြစ်ပါတယ်အခုလိုရုတ်တရက်မြင်တွေ့လိုက်ရတာကြောင့်အလုတ်တမများစုကတော့ကြောက်လန့်သွားကြပါတယ်ယေတုမာရီဆိုတာကလျော်ဝဲအစမ်းကျတဲ့တတဝါတစ်မျိုးပါ။ရင်းနှပိုင်းထဲမှာနေထိုင်ပြီးသူတို့ကိုတွေ့မြင်ရဖို့ဆိုရလေမလိုက်ကူပါဘူး။ ပါစရီကိုစရစရိုက်အခုမြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်တစ်ခုမှဆိုရင်တကားမှတော့မြင်တွေ့ဖို့ကြမှာမဟုတ်တဲ့ဒူဒူဆက်ဆက်တတော်တကောင်ကိုရိုက်ကိုတာနိုင်ခဲ့ပါတယ်။ကြတော့နော်ဝေးကအကန့်ချေတကူမှခေးသွားတယောက်ကရိုက်ကိုနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့တတော်တကောင်ကအကန့်ချေတကူအပေါ်ကိုသွားရင်တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။သူ့ကြည့်ရတာတော့အနည်းနေတဲ့ပုံပါပဲ။ အရေးအကောင်ကအပေါ်ကိုတွေ့တက်လာပြီးဦးမီကောင်တစ်ခုတည်းကိုဝေရောက်သွားခဲ့ပါရယ်အဆိုပါဗီယိုဖိုင်ကိုတော့လူတီအက်ဂလတ်ကရိုက်ကူးခဲ့မိပြီးဆိုရှယ်မီဒီယာပေါ်ကိုပြလဲမြောက်ဝေခဲ့ရမှာတော့ကြီးစုသူတွေအလုံးကအော်သင်ခဲ့ပါရယ်ဒါဘလို့တတဝါဖြစ်နေမလဲဘယ်သူမှတိတိကျကျမပြောနိုင်ခဲ့ကြပါဘူးကြည့်ရတာကတော့တစ်စီတစ်ကောင်နဲ့အကျူပါရယ်ဂျမ်ဘောဒီဗီဒီယိုဖိုင်က ။တမင်လုံးချံဖန်တီထားများလား။ကျရှုသူတွေကတော့အမျိုးမျိုးထင်ကျေးပေးနေကြပါရဲ့။သမုတ်တရားတွေမှာတော့အထူးခြားပြီးကြောက်စရာကောင်းတဲ့တတော်ရတွေအများကြီးရှိနေပါသေးတယ်။မိပညာတွေကအခုစိန်အရာကျက်ပုံမကောင်းမလာပြီးဖြစ်ပေမဲ့သမုတ်တရားရဲ့အစေပုံနှစ်ပုံလောက်ကသာရှောက်ဝေတွေ့ရှိရပါသေးတယ်။ကျမတို့မသိနိုင်တဲ့မမြင်တွေ့ဘူးတဲ့မျိုးစိတ်တွေများစွာရှိနေဦးမှာပါ။အနိုကာရင်ကန် ရေတီးကနေတည်းမျိုးမြင်မတည်းတတဝါတကံကိုဒုံကနေရိုက်ကွမှတ်တမ်းတင်ထားနိုင်ခဲ့ပါရီ။ဒီတတဝါကိုကြည့်ရတာတော့တကယ်ကိုကြောက်စရာကောင်းပါရီ။ဒီကောက်ကြည့်ရတော့ရေလိုင်းတွေနဲ့တူတူအလိုက်တဲ့မျောပါနေရပါ။သူရဲ့ခေါင်းပိုင်းကတော့ terrorist တဲ့စင်တူပါရီ။အစပါ view file နဲ့ပတ်သက်ပြီးကြည့်ရှုသူတွေကတော့အမျိုးမျိုးထင်ကျေးပေးခဲ့ကြပါရီ။ဒီ2000ရင်းနေတတဝါက ဘလိုမျိုးစိတ်မျိုးလဲအခုချိန်ထိတော့အပြင်းမရှာနိုင်သေးပါဘူး။သူရဲ့မျက်လုံးတွေကလည်းထူဆန်းပါရဲ့။တချို့ကြည့်ရှုသူတွေကတော့ဒါဟာစစ်မှန်မဟုတ်ဘူးလို့ဆိုပါရဲ့။ကဲအခုမြင်တွေ့နေရတဲ့ video file တွေကတတဝကြီးကဘလိုတတဝမျိုးလဲ။မိတ်ဆွေတို့ကရောဘလိုထင်ကြလဲပြောသားကြပါအောင်။ကပိဆိုင်ကီတိုဒီယောကကန်ချင်မာတူတူဆန်းဆန်းတတဝါဒီကောင်ကိုရှိုက်ကွတ်မှတ်တမ်းတင်ထားနိုင်ခဲ့ပါရဲ့ ဖာရိုတန်လွန်လာက သူကန်းချီတခုမှလမ်းလျှောက်နေစဉ်အတွင်းကြောက်သွန်သူတို့ပေါ်မှာတွေ့ကရှင်ရဲ့အမျိုးမျိုးမတရားတွေတတဝါတကောင်ကိုရိုက်ကွမှတ်တမ်းတင်နိုင်ခဲ့ပါတယ်တေခနာကူရန်ကတော့ဘန်ယောင်ဖြစ်ပြီးတခြားပြင်ပကဘာကဂျူတာတကောင်လိုဖြစ်နေပါတယ်။ဒီတတဝါကတော့ကွဲပြားခြားနာတဲ့လက္ခဏာရဲ့အများပါရှင်နေပြီး ကြတော့မျိုးကွဲတက်ရှိတတဝါတမျိုးလို့ခမန်းနိုင်ပါတယ်။သူရဲ့နောက်မှာလည်းအမည်ပါပါတယ်။သူရဲ့လှရှာမှုကတော့ရန်ကုန်မြို့မှာတယ်။အစောပိုင်းတတဝါကတော့တရာဟောင်းတစ်ခုပေါ်မှာလေးရိုက်ကွမတ်တန်တင်ထားနိုင်ခဲ့ပါတယ်။သူကြတာကတော့အမှန်ပါပဲ။တတဝါကဘလို့တတဝါမျိုးဖြစ်နေမလဲ။တေချာရကတော့ဒါဇီဝမျိုးကွဲတတဝါတကောင်လည်းဖြစ်နိုင်ပါတယ်။ အခုမြန်တွေ့နေရတဲ့ video file တစ်ခုမှာတော့ရေထဲမှာလျှို့ဝှက်ဆန်းကျင်တဲ့သတ္တဝါတကောင်ကိုတွေ့မြင်ရမှာပါ။အောက်တိုဘာ19ရက်2024ခုနှစ်မှာခီသွားသူတကြွားရေထဲမှာကုခတ်နေတဲ့ထူးခြားတဲ့သတ္တဝါတကောင်ကိုရိုက်ကူမှတ်တမ်းတင်ထားနိုင်ခဲ့ပါရဲ့။ဒီသတ္တဝါတော့ဘယ်လိုသတ္တဝါမျိုးဖြစ်နေမလဲဆိုတာတော့မသိသေးပါဘူး။တကြွားကတော့အဲ့ဒီသတ္တဝါကစီလိုင်းရဲနဲ့တွေ့လို့ဆိုပါရဲ့။ အခုမြန်တွေ့နေရတဲ့ view file နဲ့ပတ်သက်ပြီးတော့ဘတူမှတိကျတဲ့ဖြေကိုမပေးနိုင်ကြပါဘူး။ကံမေးစီတို့ကရောဒါဘလို့တတဝါမျိုးဖြစ်နေမလဲဆိုတာကိုပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်ဝင်စားဖွယ်ရအကြောင်းတွေကိုပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ page လေးကို like and follow ထားပေးကြပါဦးနော်။ အဆုံးထိအပြင်ကျေးဇူးမှုတော်လေးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လေးစိတ်ဝင်စားဖို့ရအောင်ဒီနေ့တူပြန်လာခဲ့ပါမယ်